တိုင်ဖုန်းမုန်တိုင်းခန့်မိကြီးကြောင့်ဒေသအများစုတွင်မိုးရွာနိုင်တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းခန့်မိကြီးကပြတ်ထွက်လာတဲ့တိမ်တိုက်တွေကြောင့်နိုဝင်ဘာ၈ရက်ကနေ10ရက်အတွင်းဒေသအများစုမှာမိုးရွာနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့နိုဝင်ဘာ9ရက်နေ့နေ့လေးနိုင်အချိန်ထုတ်ပြန်ချက်အရသိရပါတယ်။နောက်36နိုင်အတွင်းခန့်မှန်းချက်အရ တိုင်ဖုန်းမုန်တိုင်းခန့်မီဂီဟာအနောက်အနောက်မြောက်ဘက်ကိုဆက်လက်၍ရားနိုင်ပြီးနိုဝင်ဘာ6ရက်ညပိုင်းမှာဗီယက်နမ်နိုင်ငံကမ်းခြေကိုဖြစ်ကျော်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။အဲ့ဒီတိုင်ဖုန်းမုန်တိုင်းခန့်မီဂီကနေပြတ်ထွက်လာတဲ့တိမ်တိုက်တွေကြောင့်နိုဝင်ဘာ10ရက်ကနေ10ရက်အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊တောင်ပိုင်းနယ် ရှိပိုင်းတို့မှာနေရာစိတ်စိတ်မှ နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ဆိုပါတယ်မိုးသေးထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာလျှက်စည်းလက်တာမိုးသီးကြွေတာလျှက်တပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့နဲ့ပြည်တွင်းရေချောင်းသွာလာရေးလေချောင်းပြန်တန်းရေးနဲ့ဆယ်မြောင်းတာတမန်တွေအနေနဲ့လိုအပ်တာတွေကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့အတိပေးထားပါတယ်